ပြင်းမနာမြို့နယ်ပေါလောင်ရက်ကွက်3မဲရုံအမှတ်3မှာမဲရီတွက်မှုတွေကိုညနေ9နာရီကျော်မှာစတင်ရေတွက်ခဲ့ပါတယ်။ကျွန်မခုရောက်ရှိနေတဲ့ပြင်းမနာမြို့နယ်ပေါလောင်ရက်ကွက်3မဲရုံ3မှာဆိုရင်အခုညနေ9နာရီခွဲအချိန်မှာမဲရီတွေကိုစတင်ရေတွက်နေတာကို တွေ့ရပါတယ်။ဒီလိုရွတ်တွက်မှုကိုတော့အများပြည်သူရှေ့မှာပဲပြုလုပ်နေရပါ။ဒီမဲဝန်ဆိုရင်ကျိုတင်မဲပေးသူ68ဦးရှိပြီးတော့စုစုပေါင်းဆန္ဒမဲပေးခွင့်ရှိသူကတော့2284ဦးရှိပါတယ်။အဲ့ဒီလိုကျိုတင်မဲပေးတဲ့68ဦးကိုဖွင့်ပြီးတော့စစ်ဆေးနေရမှာတော့ဒီဖန်မျိုးပါတီရဲ့လွတ်တော်ကိုယ်စားလှယ်ကောင်းတွေကိုအများဆုံးပေးတာကိုတွေ့ရပါတယ်။မဲရီတော်မှုတွေကိုစောင့်ဆိုင်းနေတဲ့ပြည်သူတွေဟာမဲမကြီးတွက်ခင်ညနေ၄နာရီအချိန်ကလေးကမဲရလက်ကိုသိရဖို့စောင့်ဆိုင်းနေကြပါတယ်။ရင်ခုန်နေပါတယ်။ ဟိုယုံကြည်တဲ့ပါတီကိုတော့နိုင်ရစေချင်တာခံစားချက်ကတော့မဲအခုစရင်နေတဲ့အချိန်ဆိုအဖြေမသိရသေးတော့ယူခုံနေရပဲသိရောလေဗယ်ရန်လောက်ပြီးနေတယ်တိတ်ပြီးတော့အနိုင်ဆုံးတော့မပေါ်သေးဘူးဟိုဟာကျွတ်တယ်မဲပဲစရည်သေးရအောင်ဟုတ်ကဲ့ပြီးတဲ့အထိကြည့်မှာပါဟိုပြီးတဲ့ပါတီကတော့နိုင်စေချင်တော့နောက်ပြောင်းနေပြောင်းနေချင်းချင်တာပေါ့လေအဲ့ဒါ ျော်တာပေါ့လေမဲယုံတိုင်းမှာမဲယုံပိတ်ချိန်ကိုညနေ၄နာရီတတ်မှတ်ထားပေမဲ့လည်းပြင်မနာမြို့နယ်အတွင်းမှာတော့မဲပေးမဲ့သူတွေကြန့်ရှိနေတာကြောင့်မဲပေးမှုတွေကိုလက်ခံလျက်ရှိနေပါသေးတယ်